နေ့ကိုငပြောသည်နှလုံးပဲစားပါတလအတွင်းဒီရလတ်တွေရမယ်အားလုံးပဲမင်္ဂလာပါ Dan Medical Message Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့နေ့စဉ်နေ့တိုင်းငပြောသည်နှလုံးစားပြီးမယ်ဆိုရင်တလအတွင်းရရှိလာနိုင်တဲ့အကျိုးကျေးဇူးတွေအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်ကျန်းမာရေးကောင်းဖို့အတွက်စားပေးရတဲ့အစားအသောက်ကောင်းတချို့ကအရသာမရှိပေမဲ့ငပြောသည်ကတော့အတိလို့မဖြစ်ပါဘူးနေ့တိုင်းငပြောသည်နှလုံးစီစားပေးရင်တလအတွင်းမှာ သင်ခန္ဓာကိုယ်မှာအံ့ဩဖွယ်ပြောင်းလဲမှုတွေဖြစ်လာနိုင်ပါတယ်။ဒီဗီဒီယိုနောက်ဆုံးမှာလည်းအသားအရေထိမ့်သိမ့်တဲ့အလှကောကော့စမက်တစ်ဘိုးတွေမကုန်ပဲလှပနေစင်းမဲ့ငပြောသီးရဲ့အကျိုးကျေးဇူးတွေကိုလည်းပြောပြပေးထားပါတယ်။နံပါတ်၁ကိုယ်အလေးချိန်ကိုရောကျစေတယ်။ငါပြောသည်မှာအမြင်တတ်ဖိုင်ဘာများစွာပါဝင်တာကြောင့်ငါပြောသည်စားပြီးရင်တခြားအစာအစာတွေထပ်စားခြင်းစိတ်ရောနေသွားပါတယ်။ငါပြောသည်ထဲမှာရှိတဲ့ကစီတတ်တစ်မျိုးက တင်းရင်အစာစားခြင်းစိတ်ကိုလျှော့ချပေးနိုင်ပြီးကိုယ်အလေးချိန်မတက်အောင် တားဆီးပေးနိုင်ပါတယ်။ဒါအပြင်တင်းသွေးတဲကတကြားဓာတ်ကို ထိညှိပေးပြီးဆဲထွေရဲ့အင်ဆူလင်တုံ့ပြန်နိုင်မှုကို မြင့်တင်နိုင်ပါတယ်။ကိုယ်အလေးချိန်ကျသွားရင်သွေးပောင်ခြင်းကောင်းလာစေဖို့လည်းများစွာအထောက်အကူပြုပါတယ်။နံပါတ်2သွေးပောင်ခြင်းကိုထိန်းပေးနိုင်တယ်ကျွန်တော်တို့နေစဉ်စားနေတဲ့အစားအစာတွေမှာဆိုရင်စားတဲ့ဆိုဒီယမ်များပြီးပိုတက်ဆီယမ်ထက်နည်းတဲ့အတွက် ဒီစားသောက်မှုပုံစံဟာသွေးတိုးရောဂါဖြစ်ဖို့တွန်းအားပေးပါတယ်။ငါပြောသည့်ကဆိုဒီယမ်အနည်းငယ်သာပါဝင်ပေမဲ့ပိုတက်ဆီယမ်များစွာပါဝင်တာကြောင့်သွေးပေါင်းချိန်ထိန်းဖို့နဲ့နှလုံးကျန်းမာရေးတွေများစွာအထောက်အကူပြုပါတယ်။နေ့တိုင်းငါပြောသည့်နှလုံးစားခြင်းကသွေးတိုးခြင်းကိုလျှော့ချပေးနိုင်ပြီးနှလုံးရောဂါဖြစ်နိုင်ခြေကိုလည်းလျှော့ပြီးနိုင်ပါတယ်ဒါအပြင်ငါပြောသည့်စာချင်းကလေဖြတ်ရောဂါကြောင့်တေဆုံးမှုကို40ရာခိုင်နှုန်းလျှော့ချနိုင်ပါတယ် နံပါတ်၃စိတ်ဖိစီးမှုကိုလျော့နေစေတယ်။ငပြောသည်စားရင်စိတ်ကြည်လင်စေတယ်ဆိုတာကိုတော်တော်များများကသိကြပါတယ်။ငပြောသည်ထဲမှာ tryptophan ပါဝင်ပြီးပျော်ရွှင်မှုဟော်မုန်း serotonin ထုတ်လုပ်နိုင်အောင်ကူညီပေးပါတယ်။ငပြောသည်တစ်လုံးမှာ magnesium 28 mg ပါဝင်ပြီး နှလုံးကြွက်သားနဲ့ကိုခံအားစနစ်ကိုပံ့ပိုးပေးနိုင်ပါတယ်ဒီအရာတွေကတင့်ကို စိတ်ကြည်လင်စေပြီးကောင်းမွန်စွာအိပ်ပျော်စေလို့တတောင့်တတာဖြစ်စေတယ်လို့ပျော်ရွှင်မှုလဲတိုးစေပါတယ်နံပါတ်၄သွေးအားနည်းခြင်းကိုကာကွယ်ပေးနိုင်တယ်။သွေးအားနည်းရင် ဖြူဖက်ဖြူရော်ဖြစ်လာခြင်း၊ပင်ပန်းလာခြင်း၊အသက်ရှူကျခြင်းစားတဲ့ပြဿနာတွေဖြစ်နိုင်ပါတယ်။ ဒါကသွေးထဲမှာသွေးနေဦးနဲ့ဟီမိုဂလိုဘင်ရောကျလာခြင်းရဲ့အကျိုးဆက်တွေပါပဲ။ငပြိုးသီးမှာတန်တက်များစွာပါဝင်ပြီးသွေးနေဦးတွေအများကြီးထုတ်လုပ်နိုင်အောင်ကူညီပေးနိုင်ပါတယ်။ဒီလိုသွေးနေဦးပမာဏများလာရင်သွေးအားကောင်းလာစေတာပါပဲ။ဒါအပြင်ငပြိုးသီးတဲကဗီတာမင် B6 ကလည်းသွေးအားနည်းတဲ့သူတွေအတွက်အထောက်အကူဖြစ်စေပါတယ်။နံပါတ်5အစာချေစနစ်ကိုပိုကောင်းစေတယ်။ ငါပြောသေးဟာအစာကြေလွယ်ပြီးအစာအိမ်နဲ့ဦးလန်းချောင်းစနစ်ကိုအထောက်အကူပြုပါတယ်။ငါပြောသေးတဲ့ကခြေဖြတ်မရတဲ့ကစီတက်ကတော့ဦးမာကြီးတဲကိုရောက်သွားပြီးတော့ဦးလန်းချောင်းကျမ်းမာရေးတွေလိုအပ်တဲ့ဗဒီရီယာတွေကို အာဟာရပေးတဲ့အသုံးဝင်တဲ့ဂျားခန်ဓာတ်တစ်ခုအဖြစ်လှူဆောင်ပေးပါတယ်။တင်းမှာ အစာအိမ်ရောင်ရမ်းတာရှိနေရင်လည်းငါပြောသေးကိုစားလို့ရပါတယ်။ဝမ်းရှောနေရင်လည်းဆုံရှုံသွားတဲ့တတူဓာတ်တွေကိုပြန်ဖြည့်ပေးပါတယ်။ဒါအပြင် ငပြောသီးတွေဟာအဆဲဓာတ်ကိုလည်းခြေဖြတ်ပေးပါတယ်။ဒါကြောင့်တရက်ကိုငပြောသီးနှလုံးစားပေးရင်ရင်ပူခြင်းကိုတတ်တာစေပါတယ်။နံပါတ်6ဗီတာမင်နဲ့သတ္တုဓာတ်တွေဖြည့်ဆည်းပေးနိုင်တယ်။ငပြောသီးမှာအာဟာရဓာတ်တွေဖြစ်တဲ့ဗီတာမင်တွေနဲ့ဆူခရိုစ်၊ဖရက်တိုစ်စားတဲ့သဘာဝတရားဓာတ်တွေပါဝင်ပါတယ်။ပြန်မျှအားဖြင့်ငပြောသီးတစ်လုံးစားရင်ဗီတာမင် B6 တစ်နှစ်လိုအပ်ချက်ရဲ့20ရာခိုင်နှုန်းထိရရှိနိုင်ပါတယ်။ ဗီတာမင် B6 ကကျန်းမာရေးဆဲတွေဖန်တီးဖို့အတွက်လိုအပ်တဲ့အင်ဆူလင်ဟီမိုဂလိုဘင်နဲ့အမိုင်နိုအက်ဆစ်တွေကိုထုတ်လုပ်ပေးပါတယ်။လိမ္မော်သီးနဲ့စတော်ဘယ်ရီသီးတွေမှာဗီတာမင် C ပမာဏများတယ်လို့လူသိများကြပေမဲ့ငပြောသီးမှာတော့ဗီတာမင် C တစ်နှစ်လိုအပ်ချက်ရဲ့15ရာခိုင်နှုန်းထိပါဝင်ပါတယ်။ခနာကိုတဲက free radical တွေမှာ electron တွေပါဝင်လို့ဆဲတွေကိုဖြည့်ဆည်းနိုင်ပါတယ် ေတာဘေးစီကဒီလိုအန္တရာယ်ရှိတဲ့ free radical တွေကို တိုက်ဖြတ်ပေးတဲ့အရေးကြီး antioxidant ဖြစ်ပါတယ်။ဒါအပြင်သွေးကြောတွေကိုအားကောင်းစေပြီး collagen ကိုလည်းထုတ်ပေးနိုင်ပါတယ်။နံပါတ်9အလုတ်လုံနိုင်စွမ်းကို တိုးစေတယ်။ငပြိုးသီးထဲမှာပါတယ်။ potassium ကကြွတ်တက်ခြင်းကိုကာကွယ်ပေးနိုင်ပါတယ်။ပြင်းထန်တဲ့လေကျဉ်ငန်းတွေလုတ်တဲ့အခါငပြိုးသီးထဲကကာဘိုဟိုက်ဒရိတ်ကကြွတ်သားတွေကိုစွမ်းအင်အဆက်မပြတ်ရရှိအောင်ဆောင်ရွက်ပေးပါတယ်။ ငါပြောသည်နှလုံးစားတာနဲ့မိနစ်60ကြာအားကစားလုပ်နိုင်ဖို့လုံလောက်တဲ့စွမ်းအင်ကိုရရှိစေနိုင်ပါတယ်။နံပါတ်၈အရေပြားကို ကျန်းမာလှပစေတယ်။ငါပြောသည်ကိုစားဖို့ပဲမဟုတ်ပဲအသားအရေကိုလှပစေဖို့ mass အနေနဲ့လည်းအသုံးပြုနိုင်ပါတယ်။ငါပြောသည် mass ပြုလုပ်ဖို့လိုအပ်တဲ့ပစ္စည်းတွေကတော့ငါပြောသည်တလုံး၊ကြက်ဥအကာတလုံး၊အရေညှစ်ထားတဲ့တံမြာသီးတလုံး၊တန်လွင်စီတို့ပဲဖြစ်ပါတယ်။ ပြုလုံနီးကတော့ငပြောသေးကိုချေပြီးခောက်ထားတဲ့ကျဲဥအကားနဲ့ရောမွေပါတမ်းမရရည်နဲ့တန်လွင်စီအနေငယ်ထဲ့ပါမျက်နာမှာ15မိနစ်ခန့်လိမ့်နာပြီးရေစေးချပါဒီမက်စ်ကပင်မနှွမ်းနေမှုကိုတတ်တာစေပြီးအသားအရည်ကိုကောင်းမွန်စေပါတဲ့ငပြောသေးနှလုံးကိုနေတိုင်းစားကြည့်ပြီးတလအတွင်းဘာတွေဆက်ဖြစ်မလဲစမ်းကြည့်ပါတင်ဟာပိုမိုချန့်ခိုင်းလာမယ်ပျော်ရွှင်မှုတိုးလာမယ်နှလုံးကျန်းမာမှုပိုကောင်းလာမယ်ဆိုတာသိကြပါတယ် ဒါဆိုရင်ဒီနေ့ပြောပြသွားတဲ့နေ့တိုင်းငါပြောသည်နှလုံးစားပေးခြင်းရဲ့အကျိုးကျေးဇူးများအကြောင်းကိုကျမ်းမာရေးဗဟုသုတရစရာအနေနဲ့သိရှိသွားမယ်လို့ယူဆပါတယ်။နောက်အပတ်တွင်မှလည်းလူကြီးမင်းတို့ရဲ့ကျမ်းမာရေးဆိုင်ရာဗဟုသုတရစရာဗီဒီယိုတွေကိုအဆက်မပြတ်တင်ဆက်ပေးသွားမှာဖြစ်လို့ Dan Medical Mistake Channel ကိုဆက်လက်စောင့်ကြည့်ပေးပါဦးခင်ဗျ။ကျွန်တော်တို့ရဲ့ Dan Medical Mistake Channel မှာတင်ဆက်ပေးနေသောကျမ်းမာရေးဆိုင်ရာအကြောင်းအရာများသည့် ဆရာဝန်တွေကိုတိုင်တီးဖြတ်ထားတဲ့တီးကြမှန်ကန်တဲ့သတင်းအချက်အလက်တွေသာဖြစ်တဲ့အတွက်မိษွေများအနေနဲ့ယုံကြည်စိတ်ချစွာလေလာမှတ်သားနိုင်ပါတယ် Dan Medical Mystic YouTube Channel ကို Subscribe လုပ်ထားပြီး Dan Medical Mystic Facebook Page ကိုလည်း Like and Follow လုပ်ပေးထားဖို့တောင်းဆိုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ